နှစ်ယောက်ကြားကခါသီးတဲ့ဆက်ဆံရေးကြောင့်ဆိုဖီးရဲ့မင်္ဂလာပွဲကိုမတက်ရောက်ခဲ့တဲ့တယောက်ဆောင်နေထော ပရိသတ်များလုံးမဲမင်္ဂလာပေါင်းဒီနေ့မှာတော့ပရိသတ်တွေအကြောင်းမှာရေပန်းအစားဆုံးဖြစ်ခဲ့တဲ့မင်္ဂလာပွဲတစ်ခုအကြောင်းနဲ့အဲဒီမင်္ဂလာပွဲထဲမှာလူပြောများနေတဲ့အကြောင်းအရာလေးတစ်ခုကိုတင်ဆက်ပေးချင်ပါတယ်။အားလုံးသိကြတဲ့အတိုင်းမကြသေးခင်ကမှမင်းသမီးချွန်လင်းစိုးပြေသစင်နဲ့ကိုဟေးဝင်ရန်တို့ရဲ့မင်္ဂလာပွဲကြီးကတော့အောင်မြင်မြင်နဲ့ပြီးဆုံးသွားခဲ့ပါပြီ။ဒါပေမဲ့အဲဒီမင်္ဂလာပွဲပြီးသွားတဲ့အချိန်မှာပရိသတ်တွေကသတိထားမိတဲ့အချက်လေးတစ်ချက်ရှိနေတယ်ရှင်။အဲဒါကတော့တစ်ချိန်ကပရိသတ်တွေတသိန်းလုံးအားပေးခဲ့ကြတဲ့ချင်းဖော်ဇလန်းတွဲထဲကမင်းသားချောနေထွတ်တယောက်ဒီပွဲကိုအရေး င်းအောင်မပြခဲ့တာပါပဲ။ဘာကြောင့်များသူတို့နှစ်ယောက်ကြားမှာဒီလောက်ထိအေးဆက်သွားတဲ့ဆက်ဆံရေးမျိုးဖြစ်သွားရတာလဲ။ဒီကနေ့ဗီဒီယိုလေးမှာတော့အကြောင်းစုံကိုပြပြပေးသွားပါမယ်။ပြန်ပြောင်းပြောရရင်တော့တယောက်ဆောင်နေထွက်တဲ့စိုးပြေသစဉ်ဆိုတော့တစ်ချိန်လုံးကပရိသတ်တွေရဲ့အချက်တော်ကပယ်တွဲလို့တောင်တင်စားခံရဘူးတဲ့သူတွေပါ။ကိုဟင်းဝင်ရံနဲ့တရားဝင်တွဲနေတယ်ဆိုတဲ့သတင်းတွေမထွက်ခင်တုန်းကဆိုရင်ပြိတ္တအများစုကကျင်းဖော်ဇလန်းတွဲထဲကအတွင်းကြီးလုံးနဲ့သူတို့နှစ်ယောက်ကို တကယ်အပြင်လောကမှာပါနိစ္စစီချင်းခဲ့ကြတာအမှန်ပါပဲ။ဇလန်းထဲမှာတရုတ်ဆောင်ထားတဲ့နေထွေးရဲ့အကြည့်တွေအပျော်ရင်းဂိူဆိုင်မှုတွေကတရုတ်ဆောင်တတ်တတ်လို့မထင်မှတ်ရလောက်သဘာဝကြောက်လွန်ခဲ့တာကြောင့်ပရိသတ်တွေကနေထွေးတရောင်စိုးပြစ်သစင်အပေါ်မယိုးသားဘူးဆိုပြီးတော့စာနာဝေဖန်ခဲ့ကြတဲ့အထိပါပဲ။တို့နှောင်းရဲ့ကမန်စရီကအလောင်းထိကိုပရိသတ်တွေကိုဆွဲဆောင်နိုင်ခဲ့တာရှင်။ဒါပေမဲ့ပရိသတ်တွေရဲ့စေတနာကဝေဒနာဖြစ်သွားခဲ့ရတဲ့အခြေအနေတခုရောက်လာခဲ့ပါတယ်။ပရိသတ်တွေကသူတို့နှောင်းကိုသဘောတူလုံးပြီးအတင်းလိုက်ဆက်ကြတဲ့အခါမှာတော့ကာယကံရှင် ်တွေအနေနဲ့နေရာထိုင်ရာခက်ခဲလာပုံရပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီးနေထောဘက်ကတော့ဘာမှအထူးတလဲတုတ်ပြန်ဖြေရှင်းအောင်မျိုးမလုပ်ခဲ့ပေမဲ့ဆိုပြသစင်ဘက်ကတော့သူရဲ့လူမှုကွန်ရက်ဆာမျက်နှာထက်မှာပုံမှန်လေးလေးပဲရေးသားလာခဲ့ပါတယ်။သူတို့ဟာအလုတ်သဘောအရာယနေ့တာသာဖြစ်ပြီးအခုလိုဝိုင်းပြီးပေးစားနေကြတာကတဖက်လူအတွက်ရောသူ့အတွက်ပါအစမပြေမှုတွေဖြစ်စေတယ်။ရှေ့ဆက်ပြီးဒါမျိုးတွေထပ်မပြောကြဖို့တောင်းဆိုတဲ့စာအရှိကြီးကိုရေးတင်ခဲ့တာပါ။ဒီစာကိုမြင်လိုက်ရတဲ့ပြည်သက်တွေကတော့ဆိုပြသစင်ဟာနေထွတ်အပေါ်မှာ respect မရှိဘူး။ဟင်းဝင်းရံတဲ့တုံးကတော့ညင်ခံနေပြီးနေထွတ်ကြမှာဘ ဘာလို့ဒီလောက်ထိပြင်းပြင်းထန်ထန်တုတ်ပြန်ရရလဲဆိုပြီးဝေဖန်မှုတွေမြင့်တက်ခဲ့ရပါ အရင်အချိန်ကစလို့သူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးကခြေကွဲသွားတဲ့ဖန်ခွက်တစ်ခွက်ကိုပြန်ဆက်လို့မရအောင်အကြောင်းထပ်သွားခဲ့ပုံပါပဲ။မကြသေးမီကမှပြုတ်လောက်ခဲ့တဲ့ဒေဝိမီအစီအစဉ်မှာလည်းဒီကိစ္စကိုမိမောင်းထုတ်ပြလိုက်တယ်လို့ဖြစ်သွားခဲ့တာပေါ့။ပကံမှာပြုတ်လောက်ခဲ့တဲ့အဲ့ဒီအစီအစဉ်တစ်ခုမှာနေထွက်ကိုနောက်ထပ်တွဲဖက်သရုပ်မဆောင်ခြင်းတော်ရဲမင်းသမီးရှိလားလို့မေးမြန်းခဲ့ပါတယ်။ပုံမှန်ဆိုရင်အနုပညာရှင်တွေကဒီလိုမေးခွန်းမျိုးကိုဖြေရခတ်လို့ရှောင်သွားတတ်ကြပေမဲ့နေထွက်ကတော့ပုံမှန်လေးလေးပဲဖြေကြခဲ့တာပေါ့။အချင်းကိုမလေးစားတဲ့သူ respect မရှိတဲ့အမျိုးသမီးအနုပညာရှင်တူ းနဲ့တော့နောက်ဘယ်တော့မှတွဲမလို့တော့ဘူးဆိုပြီးပြပြတသားပြောခဲ့တာပါ နမည်တက်မပြောခဲ့ပေမဲ့အလုံးကတော့ဒါဟာဆိုဗီယက်သစင်ကိုရည်ရွယ်တယ်လို့တထစ်ချကောက်ချက်ချခဲ့ကြပါတယ်။အခုနောက်ဆုံးမင်္ဂလာပွဲမှာတော့ဒီထင်ချေးတွေကပို့ပြီးခိုင်မာသွားခဲ့တာပေါ့။သတင်းသက်သက်ကြားရတာကတော့နေထွတ်ကိုမင်္ဂလာဖိတ်စာပို့ပေးခဲ့တယ်လို့ဆိုကြပေမဲ့နေထွတ်ကတော့ပွဲကိုတက်ရောက်လာခြင်းမရှိခဲ့ပါဘူး။တင်ဖို့ဇလန်တွဲထက်ကအခြားသရုပ်ဆောင်တွေအကုန်လုံးကမင်္ဂလာပွဲမှာပျော့ပျော့ပါပါဝိုင်းဝန်းဂုဏ်ပြုနေကြတဲ့အချိန်မှာနေထွတ်ကတော့လူကိုယ်တိုင်လည်းမလာသလိုလူမှုကွန်ရက်မှာလည်းစာလေးတစ်ချောင်းအောင်ရေးတင်ပြီးဂုဏ်ပြုခြင်းမရှိခဲ့ပါဘူး။ဒါကိုကြည့်ချင် များဖြင့်နေထွက်အနေနဲ့စိတ်နာစရာတွေရှိခဲ့ပုံရပြီးသူတို့နှစ်ယောက်ကြားကဆက်ဆံရေးကတော့လုံးဝကိုအေးဆက်ခါတိနေပြီလို့ဆိုရမှာပါပရိသတ်တို့ရင်နေထွက်နဲ့ဆူပြစ်သစဉ်တို့ကြားကဆက်ဆံရေးကပြန်လည်အဆင်ပြေနိုင်မဲ့အခြေအနေရှိအောင်မလားဓမ္မမဟုတ်တကယ်ပဲထာဝရလမ်းခွဲသွားကြပြီလားဆိုတော့အမြင်လေးတွေကိုပြပြခဲ့ပါအောင်ရှင်အလုံးကိုကျေးဇူးတင်ပါတယ်နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ